ကျွန်မမျက်စိရဲ့မြင်အောင်ပြောရမယ်ဆိုရင် तू ကသူ့ခြံဝင်းထဲမှာ तू မွေးထားတဲ့ကြက်ကလွဲလို့ရှင်ဘယ်ကြက်ကမှ तू ကဖမ်းမှန်ဝင်မရှိဘူး ICC ဆိုတဲ့အဖွဲ့တော်ကပေါ့နော်မြန်မာနိုင်ငံကိုမြန်မာနိုင်ငံခေါင်းဆောင်ကိုဖမ်းမယ်လို့ဖမ်းဝရမ်းထုတ်မယ်လို့ဘာပဲပြောပြောပြောချင်တာပြောဒါကလေဖမ်းတန်းစီအစ်စင်မရှိရဲ့ရှင်မိတ်ဆွေများလုံးမင်္ဂလာပါစနေပါစုရဲ့သတင်းလေးတွေကိုနားထောင်ကြည့်အောင်ခင်ဗျာ မစ္စတာတူတာတေဖန်းစည်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မိပိတ်တွေကြားထဲမှာတတော်ကိုဝမ်းသာကြည်နူးပီတိဝန်းစီထိနေကြရလို့ကြားပါရှင့်ဒီတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများလည်းသိကျင်နေမှာဖြစ်တဲ့အတွက်ကျမအနေနဲ့ဖိလစ်ပိုင်နိုင်ငံရဲ့အမိုင်းချောင်းလေးကိုအချင်းချင်းလေးပြပြချင်ပါရှင့်။ဘာကြောင့်လဲဆိုတော့မစ္စတာတူတာတေဖန်းစည်းခံရတဲ့ကိစ္စကဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံရေးလက်ရှိအခင်းကျင်းနေပေါ့နော်အင်မတန်သက်ဆိုင်နေတဲ့အတွက်ကြောင့်ဖြစ်ပါရှင့်။ဖိလစ်ပိုင်နိုင်ငံရဲ့လက်ရှိသမ္မတဟာဆိုရင်ပုံပုံမာကော့စ်လို့ခေါ်ပါရှင့်။ လက်ရှိသမ္မတရဲ့ဖခင်ဖာဒီနန်မာကော့စ်အားဆိုရင်တဲ့1965ခုနှစ်မှာဖိလစ်ပိုင်မှာသမ္မတဖြစ်လာခဲ့တဲ့သူဖြစ်ပါတယ်1982ခုနှစ်မှာဆိုရင်ဒီဖာဒီနန်မာကော့စ်အားတဲ့စစ်အားစစ်အုပ်ချုပ်ရေးပေါ့နော်အဲ့ဒါကိုသူ့ရဲ့နိုင်ငံမှာချမှတ်ခဲ့ပြီးတော့နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့သူဖြစ်ပါရှင့်ပြောမယ်ဆိုတော့အာနာရှင်ဖြစ်သွားခဲ့တဲ့သူပေါ့နော်သူအဆိုရင်ဒီစစ်ရုပ်ချုပ်ရေးကိုဦးဆောင်ခဲ့တဲ့သူဖြစ်တဲ့အတွက်သူနဲ့သူတို့နဲ့ပေါ့နော်နိုင်ငံရေးယူဆကွာခြားတဲ့သူတွေနိုင်ငံကိုပုံကန်တဲ့သူတွေကိုဆိုရင်သူကပြတ်သားစွာနှိမ်နှင်းခဲ့တဲ့တမိုင်းလည်းရှိပါရဲ့ရှင့် ပြောမယ်ဆိုတော့ဟိုအာနာရှင်စစ်အာနာရှင်ဆန်သွားတာပေါ့နော်အဲ့ဒီခါမှာအဲ့ဒီခင်မှာပေါ့ရှင်ဒီဖာတီနန်မာကော့စ်နဲ့သူ့ရဲ့ဇနီးတွေဟာဆိုရင်တဲ့ဖိလစ်ပိုင်နိုင်ငံပိုင်ဘန်နာငွေခံမှန်းချီအမေရိကန်ဒေါ်လာ10ဘီလီယံခိုးယူခဲ့တယ်အချင်းပြတ်ချစားမှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့ကြော်ကြားတဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်ရှင်ဒီလိုဖြစ်စဉ်တွေဖြစ်ပြီးရတော့မှဆိုရင်1986ခုနှစ်မှာလူလူစုကူအောင်ချမှုဖြစ်သွားခဲ့ပြီးရဲ့အခါမှာ Mr. Marcos ကဖြုတ်ချခံလိုက်ရပါတယ်။ ဒါပေမဲ့ထူးခြားစွာနဲ့မစ္စတာမာကိုကဖြုတ်ချခံရပြီးရဲ့အခါမှာအမေရိကန်ပြည်တော်စုဟာဝိုင်ပြည်နယ်ကိုထွက်ပြေးသွားခဲ့ပြီးတော့တုံးဖြစ်အကြံမှာပဲကွဲလွန်သွားခဲ့တယ်လို့သိရပါတယ်ရှင်။မစ္စတာမာကိုဟာဆိုရင်တိတ်ဆုံးသွားတဲ့ကံအောင်ပေါ့နော်။တိုင်းပြည်ပန္နာကိုဘာတွေပြုလုပ်ခဲ့လဲဘလို့အလွဲသုံးစားလုပ်ခဲ့လဲဆိုတဲ့ကိစ္စတွေကိုဝန်ခံခဲ့တာလုံးဝမရှိဘူးသိရပါတယ်ရှင်။သူတို့နိုင်ငံမှာလည်းနိုင်ငံရေးကိစ္စတွေကရှုပ်ထွေးခဲ့တဲ့သဘောတရားမှရှိပါတယ်။ ီတော့သုံးသပ်မယ်ဆိုရင်တော့ Mr. Marcos ကနောက်ဆုံးပေါ့နော်သူ့ရဲ့အချိန်ကိုကုန်လွန်ခဲ့တာအမေရိကန်ပြည်တော်စုဖြစ်တဲ့အတွက်သူဟာဆိုရင်အမေရိကန်ကြောတော်နောက်ခံရှိထားတဲ့ပုံကိုလို့တော့သတ်မှတ်လို့ရပါတယ်ရှင်အမေရိကန်နိုင်ငံကသူတို့လက်ခံကျင်တဲ့အာဏာရှင်ဆိုလက်ခံတယ်နော်သူတို့လက်မခံကျင်တဲ့အာဏာရှင်ဆိုလက်မခံပြန်အောင်ရှင်အဲ့လိုလေတော့မြင်တွေ့ရတာပေါ့နော်သူတို့ရဲ့သဘောတရားလေးကိုမြင်တွေ့ရတာပေါ့ရှင်ဒီလိုနဲ့ခေတ်ကာလတွေရွေတရားပြောင်းလဲသွားတဲ့အခါမှာ2016ခုနှစ်မှာအခု Mr. ဖန်စီခံရတဲ့ Mr. ဒူတာတေးကသမနာဖြစ်လာပါရဲ့ရှင် မစ္စတာဒူတာတင်းကသမနာဖြစ်လာတဲ့အခါမှာသူကသူ့မဲဆွဲစင်ကဂတိတွေပေးခဲ့တာပေါ့နော်အဲ့ဂတိတွေမှာဆိုရင်သူက6လအတွင်းရာဇဝတ်မှုပပျောက်ဖို့အတွက်နဲ့မိုးရစ်ဆေးဝါးကိုလုံးဝအပီးတိုင်ရှင်းလင်းမယ်ဆိုတော့ဂတိစကားတွေပေးခဲ့ပါတယ်ရွေးကောက်ပွဲဂတိကိုခေါ်လာပေါ့နော်အဲ့တော့အဲ့ဒီကမ်ပိန်းတွေကိုသူကသမနာဖြစ်တဲ့အချိန်မှာစူးစမ်းပြီးတော့လှုပ်ဆောင်တဲ့အခါမှာသူ့ရဲ့လက်ထက်မှာဆိုရင်မိုးရစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းကိုကြောက်ခမန့်လေးလေးလုပ်ကင်ခဲ့ပါတယ် ဘလောက်ထိလဲဆိုရင်မူရစေဝါသုံးဆွဲတဲ့သူတွေကအစာတည်တံပေးတဲ့အထည်ကိုလောက်ကင်ခဲ့တာပေါ့နော်။တကယ်ကိုပြက်ပြက်တသားကိုဒီမူရစေဝါရောင်းဝယ်တဲ့သူတွေအားလုံးကိုကင်တွေဖြည့်ရှင်းခဲ့တာပေါ့ရှင့်။အဲ့လိုဖြည့်ရှင်းခဲ့တဲ့အတွက်သူ့ရဲ့နိုင်ငံမှာဆိုရင်မူရစေဝါကလုံးဝပပျောက်ကင်းစင်သွားတဲ့အထည်ကိုဖြစ်သွားခဲ့ပြီးတော့တိုင်းသူပြည်သားတွေလည်းအဆင်ပြေခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဘေးရွက်ဆိုးကျိုးအနေနဲ့ကြတော့မူရစေဝါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီလိုမျိုးတည်တံပေးတာတွေကြမ်းတမ်းစွာနှိမ်နှင်းတာတွေရဲ့နောက်မှာဆိုရင်မူရစေဝါရောင်းဝယ်တဲ့သူတွေမူရစေဝါသုံးပြီးရဲ့လူငယ်တွေရဲ့ မိသားစုတွေကကြတော့မစ္စတာဒူတာလေးပုံမှာကျင့်တဲ့ချင်းမရှိပါဘူးလေရှင်။ဒါကတော့ကိုမိသားစုကဘလို့ပဲစေတမဖြစ်နေစေကမူပေါ့နော်။အသက်ခံရတယ်ဆိုတော့ဘယ်မိသားစုကကြည်ပြူပါမလဲရှင်။ဒီလိုပြီးတော့ဆိုချိုးရရှိပါတယ်။ဒီလိုနဲ့မစ္စတာဒူတာလေးကဆိုရင်သူ့ရဲ့သမရတတံပြည့်ရဲ့အခါမှာပေါ့နော်အခုတည်း2022မှာဆိုရင်ဒီဖာတီတာမာကိုစရဲ့သားပြန်ပြီးတော့ဒီဖိလစ်ပိုင်မှာသမရဖြစ်တယ်ရှင်အဲ့လိုသမရဖြစ်တဲ့အခါမှာမစ္စတာဒူတာတေးရဲ့သမီးဆာရာဒူတာတေးကဒုတိယသမရဖြစ်လာပါရဲ့ရှင် လက်ရှိဖိလစ်ပိုင်မှာဆိုရင်ပထမသမ္မတနဲ့ဒုတိယသမ္မတဟာဆက်ဆံရေးပြည်လည်ခြင်းမရှိလို့သိရပါရှင့်ဟိုနိုင်ငံရေးလုပ်ရင်းနဲ့တို့အခင်းဘယ်လိုပြောယူဆမတူတဲ့အခါမှာတင်းနဲ့တက်အောင်လို့ပြောဖြစ်တာပေါ့နော်ဒါပေမဲ့ကိုစီကိုစီအာနာတွေရှိတဲ့အခါကျတော့သူတို့နှစ်ယောက်ကြားတဲ့ကွတ်တိုင်မှုကကြီးမားခဲ့တယ်လို့သိရပါတယ်အဲ့လိုကြီးမားခဲ့တဲ့အခါမှာဆိုရင်ဒီစာရာဒူတာတေးကိုတဲ့လက်ရှိချိန်မှာခြေကံဥပဒေဖောက်ပြန်မှုလက်စားမှုစတဲ့ပုံမှန်တွေနဲ့အယုံကြည်မရှိအဆိုကိုအောက်လွှတ်တော်မှာတင်သွင်းထားပါရှင့်တင်သွင်းတဲ့အခါမှာ သူကမဲခွဲဆုံးဖြတ်တာခါကြတော့ဆာရာဒူတာတရားရှုံးနေထားပါတော့ပြီးတော့အထက်လက်တော်မှာအဲ့ထပ်ပြီးတော့ဒါကိုတင်တွဲလို့ထပ်ရှုံးမယ်ဆိုရင်ဒီဒုတိယသမ္မတဖြစ်တဲ့ဆာရာဒူတာတရားဆိုရင်သူ့ရဲ့သမ္မတရာထူးကိုဆွတ်လို့ရမှာဖြစ်ပါရဲ့ရှင့်ပြီးတော့ဒီသမ္မတပထမသမ္မတနဲ့ဒုတိယသမ္မတပေါ့နော်သူတို့တူးနဲ့တူလောက်ကျန်တက်ဖြတ်ဖို့အတွက်ကြေးစားတယ်ငားရဲခဲ့လဲဆိုပြီးတော့အချင်းချင်းဆွဆွဲထားရလဲရှိပါရဲ့ရှင့်ဒီတော့အပြင်ရကြည့်မယ်ဆိုတော့မှသူတို့နှစ်ယောက်ရဲ့ပုတ်တိုင်မှုကတော်တော်ကြီးကြီးမားမားပြင်းပြင်းထန်ထန်ဖြစ်ခဲ့လို့ရပါတယ်သွေးတွေကလည်းပော့တီတီသွေးတွေမဟုတ်ဘူးလေနော် နိုင်ငံတစ်ခုလုံးကိုလောဘဆက်အာဏာရှင်ပုံစံအုပ်ချုပ်ခဲ့တဲ့သူရဲ့မျိုးဆက်နဲ့နိုင်ငံမှာရှိတဲ့မိုးရေစေဝါတစ်ခုလုံးကိုအမြင့်ဖြတ်ပြီးချိန်ပုံးခဲ့တဲ့ဒူတာတေးရဲ့သွေးနှစ်ခုထိတိုက်တွေ့ရဲ့အခြေအနေတစ်ခုပါအဲ့အချိန်မှာအဲ့လိုဖြစ်သွားတဲ့အချိန်မှာပေါ့နော်လက်ရှိမှာဒီ Mr. ဒူတာတေးရဲ့သမီးကအရေးနိုင်လို့ဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာ Mr. ဒူတာတေးကိုဖမ်းဆီးတဲ့ကိစ္စကိုလက်ရှိသမ္မတကခွင့်ပြုခဲ့တဲ့အတွက်ဒီလိုမျိုးဖမ်းဆီးသွားခဲ့တာဖြစ်ပါရှင့်ဖမ်းဆီးခံရတဲ့အကြောင်းရင်းကတော့ ICC ကနေပြီးတော့ မစ္စတာတူတာလေးပေါ့နော်ဒီမွေးဇေဝနဲ့ပတ်သက်ပြီးတော့ဟိုပြောရမယ်တက်ပြတ်မှုတွေအကျန်းတန်းတယ်ပေါ့ရှင်ပြင်းထန်တယ်ပေါ့အဲ့ခါမှာဆွဆွဲသက်တွေနဲ့ပြစ်တင်ချက်တွေနဲ့လောက်တာပေါ့ရှင်တကယ်တော့စဉ်းစားကြည့်မယ်ဆိုမစ္စတာတူတာဒေးကြောင့်သူတို့နိုင်ငံမွေးဇေဝတော်တော်အမြင့်ပြတ်သွားတာလေတကယ်တော့မစ္စတာတူတာဒေးရမျိုးချစ်ပုံကိုလို့ပြောလို့ရရှင်ဒါပေမဲ့ကျွန်မပြောလို့ပေါ့အခါကျရလဲနိုင်ငံတစ်ခုမှာကအဲ့လိုလူမိုက်တယောက်ကလည်းရှုံးမှရှင်သိလားကိုယ့်ရဲ့နိုင်ငံကောင်းကျိုးအတွက်ပဲစဉ်းစားပြီးတော့ငါလူမိုက်ဖြစ်ရင်ဖြစ်ပါစေငါလူချမ်းဖြစ်ရင်ဖြစ်ပါစေ ငါလူရုပ်မှာဖြစ်ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ဒုံတက်တဲ့ကြားကက်ကက်လုပ်တဲ့ခေါင်းဆောင်တရားတော့တတ်သွားမှာနိုင်ငံကလည်းတန့်သွားတာမျိုးရှိတတ်တယ်မစ္စတာဒူတာတွေကအဲ့လိုပုံကုံမျိုးပေါ့နော်ဒါပေမဲ့သူ့ရဲ့လုံဆောင်ချက်တွေဟာကြမ်းတမ်းတဲ့အတွက်ဘေးရွက်ဆိုးကျိုးဆိုတာရှိစမြဲပဲအဲ့ဒီအတွက်ကို ICC မှာသူဒီလိုဖမ်းဆီးခံရဖို့ဖြစ်လာတာပြီးတော့ဖိလစ်ပိုင်နိုင်ငံက ICC ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့ဘူးတဲ့ဒါပေမဲ့ဖိလစ်ပိုင်နိုင်ငံက2019မှာ ICC ကနေတော့နှုတ်ထွက်ထားပြီးသားပဲဒီတော့ ICC ရဲ့သဘောတရားအရဆိုသူ့ရဲ့နိုင်ငံပေါ့ပေါ့နော်သူ့ရဲ့အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက်ပေါ့ ဒီနိုင်ငံတရားခံသူဖမ်းချင်တယ်ဆိုဒီနိုင်ငံအစိုးရခွင့်ပြုမှာဖမ်းလို့ရတာဒီတော့ Mr. Duta Day ကိုဖမ်းဆီးသွားနိုင်တယ်ဆိုတာကဒီနိုင်ငံတမရခွင့်ပြုလို့အစိုးရခွင့်ပြုလို့တော့ဖမ်းလို့ရတာပေါ့နော် Interpol ကလည်းတက်ဆိုင်ရာနိုင်ငံခွင့်ပြုမှသာတရားခံဆိုတဲ့သူတွေဝန်ဖမ်းလို့ရတာဆိုတော့လေအဲ့လိုမျိုးလေးရရှိတော့နိုင်ငံရေးမှာအားပြိုင်မှုတွေကြောင့်အာဏာလက်မဲ့ဖြစ်နေတဲ့ Mr. Duta Day ကပါသွားတာပေါ့ရှင့်ဒီတော့ကျမအနေနဲ့အခုပြောပြတာကတော့ Mr. Duta လေးဖန်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျမလေ့လာလို့ရတာလေးတွေကနေပြီးတော့ဟို ြန်လဲစုစည်းပြီးမိဘပြည်သူများနားရှင်းအောင်တင်ဆက်ပေးရဖြစ်ပါရရှင်ဘူးဒ္ဓရပွဲပေါ့နော်ဘာကြောင့်ကျမခုလိုမျိုးရှေးလားထွေပြားဆိုတင်ဆက်နေရတာလဲဆိုတော့အခုဒီ Mr. Duda လေးဖန်းစီခံရတယ်ဆိုပြီးတော့မြန်မာနိုင်ငံအုပ်စုကတသက်ထပြောတာရှိရဲ့ရှင်နီပိတ်တွေပေါ့ရှင်ဒီလားသူကဘယ်လိုပြောလဲဆိုတော့ ICC ကလွန်ခဲ့တဲ့ကာလတွေကလည်းကျမတို့နိုင်ငံခေါင်းဆောင် ဝန်ထမ်းထုတ်တယ်ပါတယ်ဆိုရင်ရှောက်ပြောထားတာဆိုတော့ဟုတ်ပြီပေါ့မစ္စတာဒူတာဒေးကိုတော့ဖမ်းနိုင်တယ်ဆိုတော့တက်ချုပ်ကိုလည်းဖမ်းနိုင်တယ်ဆိုတော့မျောလင့်ချက်ပေါ့လေသူများဒုက္ခရောက်စေခြင်းနဲ့စိတ်ပေါ့နော်သူတို့ကအဲ့လိုစေတနာလေးတစ်ဖက်ပေါ့ရှင်စေတနာလေးတစ်ဖက်ကပေါ်လာပြီးရဲ့အခါမှာသူတို့လည်းဝန်သားအရာထဖြစ်ကြတဲ့အခါကျတော့ကျမဒါလေးကိုသုံးသပ်ပြချင်တာပါရှင့် ICC က ICC ရဲ့သဘောတရားပေါ့နော်သူ့နိုင်ငံအဖွဲ့ဝင်သူသူ့အဖွဲ့ဝင်ပေါ့နိုင်ငံဖြစ်တယ်ဆိုမှသူ့ရဲ့အာဏာအပြည့်အဝတက်ရောက်တာမြန်မာနိုင်ငံက ICC အဖွဲ့ဝင်ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးရှင့် ဘယ်တော့မှဖြစ်ခဲ့ဘူးတလားဖြစ်ချင်တော့လေနော်ပြောမယ်ဆိုတော့ ICC ရဲ့အာဏာတက်ရောက်မှုကိုကျွန်မမျက်စိနဲ့မြင်အောင်ပြောရမယ်ဆိုရင် तू ကသူ့ခြံဝင်းထဲမှာ तू မွေးထားတဲ့ကြက်ကလွဲလို့ရှင်ဘယ်ကြက်ကမှ तू ကဖမ်းမှန်ဝင်မရှိဘူး ICC ဆိုတဲ့အဖွဲ့တော်ကပေါ့နော်မြန်မာနိုင်ငံကိုမြန်မာနိုင်ငံအခေါင်းဆောင်ကိုဖမ်းမယ်လို့ဖမ်းဝရမ်းထုတ်မယ်လို့ဘာပဲပြပြပြောချင်တာပြောဒါကလေဖမ်းတန်းစီအဆင့်မရှိရရှင်ဘာလို့ဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့ဒါလေးကြာနေပိတ်တည်နေသိစေချင်ပါတယ် ူများဒုက္ခရောက်ပြီဆိုတော့အဲ့လိုမျိုးပဲပြောတွဲဆက်ပြီးသူတို့လည်းစဉ်းစားတတ်တယ်ဒီလားဒီမှာနေခါကျသူတို့အုံနောက်လှုပ်လှုပ်ပေါ်ကိုကျွန်တော်တော်တော်စိတ်ဝင်စားမိရအမှန်ပဲရှင့်ဟိုမှာဖမ်းဆီးခံရတဲ့ကိစ္စရက်ကသူတို့နိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့နိုင်ငံရဲ့အခင်းချင်းသူတို့နိုင်ငံမှာရှိနေတဲ့ခေါင်းဆောင်နှစ်ဦးရဲ့နိုင်ငံရေးပွတ်တိုက်မှုအားဖြိုင်မှုအဲ့ဒီကနေမှဂါဒီခေါင်းဆောင်ရဲ့ဖခင်ကဒူတာတေးဖြစ်နေတဲ့အတွက်မစ္စတာဒူတာတေးဖြစ်နေတဲ့အတွက်မစ္စတာဒူတာတေးကိုဆွဲသွင်းပြီးတော့ပြဿနာရှာတာပေါ့နော်အဲ့ပုံစံမျိုးပေါ့ရှင်အချင်းချင်းဘယ်လိုပြောရမလဲ နိုင်ငံရေးအားပြိုင်မှုဖြစ်ကြတာပေါ့ဒီတော့ဒီအဖြေကသူတို့နိုင်ငံသူတို့ရှာမယ်ကိစ္စကျမတို့နိုင်ငံပုံစံနဲ့ဘာမှမတူဘူးရှင့်ဒီလားမတူတာတွေကိုရှင် တွဲပြီးတော့ပေါက်ကရတွဲတတ်တဲ့အပိုင်းမှာတော့ညီပိတ်တယ်တော့ကျွမ်းတာကျမတို့တော့မစဉ်းစားမိဘူးပေါ့နော်သူတို့ပြောမှပဲအော်သူတို့ဒါကိုပြောတာပါလားဆိုပြီးကိုကစဉ်းစားမိရဲ့ကိုကြီးကတော့ဖြစ်နိုင်ခြေရှိတဲ့လက်တွေ့ကြတဲ့ပကတိအရှိတရားကိုပဲတွေးပြီးတော့ data တွေနဲ့ပဲခါကြိုင်စဉ်းစားတာပေါ့လေဟုတ်တော့ဒါဖြစ်နိုင်တယ်အော်ဒါမဖြစ်နိုင်ဘူးဒီလောက်ပဲစဉ်းစားတာရိုးရှင်းတယ် သူတို့ကြောင့်မဟုတ်ဘူးသူတို့အုံနောက်ကအရင်ဝင်ကဘာဆန်ပြီးတော့ကောက်ကွေးရှုပ်ထွေးပွေပြီးပွာထတာပေါ့နော်လူတယောက်ဒုက္ခရောက်စေခြင်းလို့ရှိရင်သူတို့စိတ်ကူးထဲမှာနှီးပေါင်းစုံနဲ့ဒုက္ခပေးတာသူတို့ကလေပြင်ပကဘာမှာဒီလူဟာဒုက္ခရောက်နေခြင်းရှိခြင်းမရှိခြင်းဆိုတော့သူတို့မသိဘူး data တွေလည်းသူတို့မတွက်တတ်ဘူးဖြစ်နိုင်ခြေလည်းမသိဘူးနှိုင်းရှင်သုံးသပ်မှုလည်းမရှိဘူးသူတို့သိတာကသူတို့စိတ်ကူးထဲမှာတက်ချုပ်ဖို့သူတို့ကနှီးနှုတ်စုံနဲ့ဒုက္ခပေးဖို့ကြံစည်နေရဲ့ တက်ချုပ်ကိုတို့နီးမျိုးစုံဒုက္ခပေးမယ်တက်ချုပ်ဘလို့ပဲဒုက္ခရရတို့စိတ်ကူးရမှာတို့ကဓာမျိုးစိတ်ကူးရင်လားတို့တီဆောက်ထားတဲ့စိတ်ကူးရင်ကဘာလေးပေါ့နော်အဲ့ကဘာထဲမှာအခုဒီ ICC ကို ICC ကိစ္စနဲ့ပေါ့ရှင် Mr. Duta Bay တေဖန်းစီခံရတယ်ဆိုတာနဲ့ပဲ ICC ကနေပြီးတော့ကျမတို့တက်ချုပ်ကိုနှိုင်းချိတ်ထောက်ထားတဲ့ကိစ္စနဲ့ဆက်ဆက်နှိုင်းရှင်ပြီးတော့မသိလို့ရှင်တက်ချုပ်ကပဲမနေ့ကတပတ်ခါပဲ Mr. Duta တေးခဲ့ဆိုဖန်းခံရတော့မလို့လို့တွေးနေကြတာရှင့် တို့ရဲ့အုံနောက်ကတော့တော်တော်ပြလိုက်ကိုပိုတဲ့နေပြီဒီလားဆိုတော့အလိုပဲထင်တယ်။ဘာလို့လျှောက်တွေးနေမှလည်းမသိဘူးပေါ့နော်။ဖြစ်နိုင်ရရှိလားမရှိလားစဉ်းစားလေး။နိုင်ငံနှစ်ခုရဲ့နိုင်ငံရဲ့ခင်ချင်းကိုစဉ်းစားလေး။ပြီးတော့နိုင်ငံကောင်းဆောင်တဲ့တစ္ဆာရှိမှုစဉ်းစားလေးရှင့်။မောင်နိုင်ငံနိုင်ငံကောင်းဆောင်နေရာလေးတစ္ဆာရှိရဲ့လားသူများပေါ်လဲငဲ့ညာတက်တယ်ဘလောက်ထိလဲဆိုအန်တီတော်ဆန်းစုကြည်ကိုဖမ်းဆီးခံရတဲ့ကိစ္စမှာဆိုရင်နိုင်ငံတော်တစ္ဆာဖောက်ပြီးအများကြီးပြုတ်လုခဲ့တာရှင့်သူတို့လက်ထက်၅နှစ်မှာကိုလုခဲ့တာအများကြီးလူမျိုးရေးရှုပ်ခြင်းနဲ့အများကြီးပဲအဲ့ဒါတွေမိဘပြည်သူတို့တီးခွင်ရှာခဲ့လို့လား နိုင်ငံတော်အစိုးရမှာတတ်သိတွေရှိရလို့ကျွန်မတို့သိထားတယ်ဒါပေမဲ့အများပြည်သူကိုတချို့အရာတွေထုတ်မပြအောင်သူတို့ဒီမှာလေနီပိန်နီပိတ်ထမင်းဂျုံတွေကတော့ဘာမှဘူးမပြောချင်တော့ဗျာနော်သူတို့ကတော်တော်များများနီပိန်ဖြစ်တယ်ဆိုတာကလေစလုံးကန်းနေတာဗျာနော်ညစီပိတ်ငါပိတ်အကုန်လုံးပိတ်နေတာစင်နာသွေးခွန်ရံလည်းမရှိဘူးတော်တော်များများကဗျာပြောမယ်ဆိုရင်နီပိန်တိုင်းတော့မဆိုလိုပါဘူး နီပိန်းတွေထဲမှာလည်းပညာတတ်လက်ရှိပါတယ်အလေလက်တန်းစားလက်ရှိတယ်ဒါပေမဲ့သူတို့များများကနီပိန်းတွေကအောက်တန်းစားခရီးကချေဆောင်တက်ပင်တက်နေများတယ်ဗျာနော်စင်နာတူခုညံတော့မရှိဘူးနော်များပြောလိုက်ရှောက်ရုံနော်ကိုပိုင်တွေးခုံမရှိဘင်းနဲ့ရှောက်ရုံတာဗျာနော်အဲ့လိုလူမျိုးတွေကနီပိန်းတွေဖြစ်တာများတယ်